။ DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ yet even to a red American Tamara Donald Trump နဲ့ Egypt Qatar တို့ဒီအပါအဝင်ဂျာဝဲညှိနှိုင်းပေးတဲ့နိုင်ငံတွေကခေါင်းဆောင်တွေဥဆောင်ပြီးတော့ဂါဇာပြစ်ခတ်ရဲစရေသဘောတူညီချက်လက်မှတ်ထိုးပွဲကို Egypt နိုင်ငံမှာကျင်းပခဲ့ပါတယ် Israel တစားခံတွေနဲ့ Palestine ကျင်းသားတွေပြန်လည်လာတာကြောင့်နှစ်ဖက်စလုံးမှာအောင်ပွဲခံကြိုဆိုခဲ့ကြပါတယ် အဂျင်မှာပြုလုပ်တဲ့ဂါဇာထက်သည့်ဆင်နွေပွဲမှာအင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တိုကအမေရိကန်သမ္မတဒိုနယ်ထရမ့်ကိုတားဖြတ်သူအဲရစ်ထရန်နဲ့တွေ့လို့ကြောင်းကတ်တူပြောကြားခဲ့ချိန်မှာမိုက်ပွေနေတာကြောင့်အမှတ်မထင်အသက်ဖမ်းယူမိခဲ့ပါတယ်။အဲရစ်ထရမ့်ဟာထရမ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို စီမံနေတဲ့ထရမ့် Organization ရဲ့အလုပ်အမှုဆောင်ဒုဥက္ကဋ္ဌအဖြစ်အဓိကတောင်းယူထားသူဖြစ်ပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။